အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါဆိုဒီညကနေပြီးတော့စုံမောင်းတောင်းပေးလိုက်ရပါတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အာပြောစရာအကြောင်းလေးတစ်ခုကလက်ရှိဒါကျွန်တော်တို့ပါဆိုနာကွင်းလေကစားသမား Frankie Di Jong ကိုလက်ရှိမှာဒါအသင်းကြီးတော်တော်များများကလက်ရှိမှာဒါစောင့်ကြည့်နေတယ်ဒါပေမဲ့ပြဿနာကဒီကိစ္စမှာဒါတော်တော်လေးကိုကြီးကြီးမားတဲ့ problem လေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါလက်ရှိသိကြတယ်မဲ့ဒါကျွန်တော် Frankie Di Jong ကိုဒါကျွန်တော်တို့ မမဲရတာအဲဘာစနာအသင်းကနေပြီးတော့ဒါကျွန်တော်တို့စာချုပ်တက်တန်တူဖို့အတွက်လက်ရှိမှာရခိုင်နှုန်းတွေနည်းလာခဲ့ပြီဒီညမှာဘာစနာအသင်းကလည်းရှင်းတယ်ဖရန်ကီဒီကြောင်းကိုစာရုပ်သက်လက်မှတ်တူမယ်ဆိုရင်တော့လက်ရှိရနေတဲ့လုခလာစာကိုအများကြီး short ယူပြီးမှသာတို့တွေလက်ကတူမိနိုင်တာဖြစ်ဒါပြင်ကျွန်တော်တို့သိကြတယ်ဘာစနာအနေနဲ့ပြန်ကြည့်မယ်ဆိုရင်လက်ရှိကွင်းလန်ဘက်မှာတို့အနေနဲ့က academy truck product တွေကလည်းအရန်ကောင်းလာပြီကစားတို့တို့ဒါကျွန်တော် fermin lopez ဆိုတာတကယ်ကိုကောင်းလာခဲ့တဲ့အတွက်ကြောင့်မလားကျွန်တော် name mention ကိုမိသွားကစားသမားလေးရှိဦးမယ်ကွင်းလယ်မှာတကယ်ကိုအများကြီးကောင်းလာကစားသမားတွေရှိတယ်ကြောင့်မို့ frankie dejoy ရဲ့ပြဿနာတော့တစ်ခုကသူ့ရဲ့ဒဏ်ရာဖြစ်တဲ့ပြဿနာကတော်တော်လေးကိုဆိုးရွားတာလေးတို့ကျွန်တော်အနေနဲ့မြင်တယ်ဘုံတော့အဲ့တော့အဲ့ဒီပြဿနာဖြစ်ပြီးနောက်မှမှဒါကျွန်တော်တို့အဲဘာဆိုနာတင်းနဲ့ရှင်းပါလေဒါဘာဆိုနာတင်းနဲ့ frankie dejoy ကိုလာမဲ့နေရာဒီမှာအသင်းကနေပြီးတော့ပတ်ထုတ်မဲ့လူစင်းနဲ့မှဒါနံပါတ်1အနေနဲ့ထားပါရအောင်ပါအဓိကက frankie dejoy ကလောက်ခလာစားလဲများတာဘုံတော့ ဖရန်ကြီးလီယွန်ရဲ့လူခလာစာအရန်များလွန်းတယ်ဒါတုံးတုံးတောင်များလွန်းတော့မဟုတ်အရန်များလွန်းတယ်ဒါပေမဲ့ပြန်စမ်းသပ်ကြည့်မယ်သူလာစာများသွားတယ်ဘာကြောင့်လာစာများသွားလဲကျွန်တော်နေနားလေလူရဲ့ဘာလို့ဆိုကိုဗစ်ကာလမှာသူမရခဲ့တဲ့လူခလာစာတွေကိုအခုချိန်မှာပေါင်းပြီးရတယ်ကြောင့်လာစာများလို့ဖြစ်သွားတယ်လို့ပြောလို့ရတယ်မှာပါတယ်ဒါတကယ်ဒါကျွန်တော်စီးပွားရေးနဲ့ပြောလို့ဆိုတော့တကန်ကွဲနေတယ်မှာပါတယ်ဒါပေမဲ့ဖရန်ကီဒီဂျော့ရဲ့ဘယ်လိုပဲပြောတကယ်ကိုဘေ့စ်လာစာကိုတန်းကများတယ် လက်ရှိမှာဒါကျွန်တော်တို့ပြနေတဲ့ခြေစွမ်းနဲ့ဒါပေးနေရလာစားနေရဘာစနာမြင်နေကြည့်မယ်ဆိုပဲဖြစ်ဖြစ်ဘယ်ဘက်ကကြည့်ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဟိုကိုက်နေတဲ့နေထားတော့မရှိဘူးဗျာဒါဘုံဝင်လင်းပြောတာအဲ့တော့လက်ရှိမှာ Frankie De Jong ကိုတော့ဒါလက်ရှိမှာဘာစနာအသင်းနေတာမမေ့ရတာမနစ်ကလောက်ခရေကပတ်ထုတ်ဖို့အကြီးစားစူးစမ်းခဲ့တယ် ဖရန်ကီဒီယောင်းရဲ့လက်ရှိအေဂျင့်အနေနဲ့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကိုလေဒါကျွန်တော်တရားဝင်သွားရောက်ကမ်းလှမ်းခဲ့မှုတွေရှိခဲ့တယ်။အဲတော့မမေရဲ့အင်ဒီယောဆူရောက်လာခဲ့ပြီ။အင်ဒီယောဆူရောက်လာတဲ့အချိန်မှာဒါဖရန်ကီဒီယောင်းရဲ့လုခလာစာကအင်မတန်မှကြီးများလွန်းတဲ့အတွက်ကြောင့်မဒါလက်ရှိမှာလုခလာစာကိုအသေးကြီးရှော့ဖို့ကြိုးစားနေအင်ဒီယောဆူကဒါကြီးကလုံးဝမဖြစ်နိုင်တဲ့ကဏ္ဍတစ်ခုဖြစ်ခဲ့တယ်။ဒါမှမဟုတ်ဒါကျွန်တော်ဖရန်ကီဒီယောင်းနဲ့ဒါကျွန်တော်ယူနိုက်တက်ကိုပြောင်းမှုတွေလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဒါဂလီဇာရိုမီတာဆူလက်ထက်ကအခွင့်ကောင်းတွေအများကြီးရခဲ့တယ်။အဲဒီတော့ကပြောင်းခဲ့မှာဆိုလက်ရှိမှာဒါယူနိုက်တက်လည်းအခုချိန်မှာဒါကျွန်တော်ဒဏ်ရာတွေစီးကုပ်ပြီးနေနေတဲ့တိမ့်ချီတော့ဒါကျွန်တော်တို့ဟို လာဇာဒီဂူတာကျွန်တော်တို့ပြီးနေရတယ်လို့ပဲဆိုနေရတယ်ဒါမှပြီးနေရမှအနေထားတစ်ခုရောအဲ့တော့လက်ရှိမှာဒါဘာစလိုအသင်းကလည်းရှင်းတယ် သူတို့ south တန်တူဘူးစီမှာ south တန်တူစီချင်းတော့အဖြေရရှိရှိလေ frankie dion ရဲ့အခုလက်ရှိ union လာတာထက်အများကြီး short อยู่အဲဆိုတော့ငါတို့ south တန်တူဘူးစဉ်းစားတယ် frankie dion ရဲ့အခုလက်ရှိမှာဒါ perspective ရအခုလက်ရှိမှာသူပြောင်းလို့ရနိုင်မဲ့ club တွေကိုလည်းကြီးတယ်ဒါ arsenal တို့ liverpool တို့ဒါကျွန်တော်တို့တခြားတော့ဒါလက်ရှိမှာ bayern munich နဲ့ bayern munich ကသူမခေါ်ပါဘူးဒါအတိအကျတော့ရှိတာလက်ရှိမှာ bayern munich ကလည်း queen level မှာဒါကျွန်တော် queen level မှာလူကြီးလူကောင်းတွေကဒါအခုလူကြီးလူကောင်းမဟုတ်လူကြီးလူငယ်တွေကဒါတော်တော်လေးကိုစုံတဲ့နေရာတစ်ခုရောက်တဲ့ကြောင့်ဒါ queen level bayern munich ကမဟုတ်အဲ့တော့လက်ရှိမှာတပတ်လောက်ခလာစား3သိန်းကျော် euro 3သိန်းကျော်4သိန်းလောက်နေနေကိုပေးနိုင်တဲ့ club ကအခု ချိန်မှာလက်ချိုးရည်လူရယ်အဲ့တော့ Frankie De Jong လည်းအခုလက်ရှိမှာဒါဘလောက်ထိအခြေအနေကတိမ်မကောင်းဘူးလို့ဆို Frankie De Jong ကိုအခုလက်ရှိမှာအယုတ်ကလေးကိုဒါလက်ရှိမှာ sorry ဘက်ကတော့ခေါ်ဖို့နေထားမှာမရှိဘူးဘာလို့ဆို Frankie De Jong နဲ့လက်ရှိမှာဒါကျွန်တော်အရင်တုန်းကတော့ mic တဆောင်းတယုတ်ကလေးလည်းချောတယ်ခြေစွမ်းလည်းချောတက်တယ်ကျွန်တော်အင်ကြီးရောင်းမှာဖြစ်ပါကျွန်တော်တို့ဟိုအဓိကဗျာ sorry ခေါ်တယ်ဆိုရင်ဒီညမှာနှစ်ခုပဲရှိတယ်ဒီကစားသမား potential အများများလို့ဒါနာမည်ကြီးလာနိုင်သူတို့ရဲ့ league ကိုမြင့်တင်ပြီးလဲနောက်တစ်ခုကဒါသူတို့နေပုံရိပ်ရှိပြီးလာကစားသမားကိုခေါ်တယ်အဲ့နှစ်ခုခေါ်လို့ရှိရင်လက်ရှိမှာဒါကျွန်တော်တို့ Frankie De Jong ကဒီကြားသူတို့တတ်မှတ်ထားတဲ့ဆန်ကုန်းနှစ်ခုကြားတဲ့ကဘယ်တမှမ 哎，Frankie，你叫的是比较的那个。No, အဆိုးဆုံးအချိန်တွေကသူလောက်ခလာစာရှော့ယူမှရမယ့်အချိန်တွေကိုဖြစ်သွားပြီအဲ့တော့လက်ရှိမှာတော့အာဆနယ်နဲ့လီဗာပူးကတော့စိတ်ဝင်စားတယ်ဒါပေမဲ့သူ့ရဲ့လောက်ခလာစာများလို့ကြောင့်အာဆနယ်ကလည်းအဲ့လောက်ကြီးပြုမှုစီစဉ်မရှိဘူးလီဗာပူးကလည်းလက်ရှိမှာ FG တို့အုပ်စုနေနဲ့အခုကျွန်တော်တို့ကောင်းပါတယ်ဆိုတဲ့မူဆာလာတော့တပတ်လောက်ခ3သိန်းခွဲမပေးတဲ့မပေးတဲ့အခုချိန်ကြီးစဉ်းစားနေတဲ့ကြောင့်မို့ဒါ Frankie Dijon လည်းအဲ့လောက်လာစာပြုလို့စီစဉ်မရှိဘူးအဲ့ပြဿနာအခုလက်ရှိမှာဒီ Frankie Dijon ရဲ့အချိန်တွေကတော့အဖြေကရှယ်ရှယ်လေးလားအသင်းကြီးတော်များဒီ chart တွေကိုစိတ်ဝင်စားနေတယ်ဒန်ယာကပြန်လဲတပြန်ဒန်ယာကတေချာပြန်ကောင်းမယ်ဆိုရင်ကောင်းသွားနိုင်တယ်ဒီခါတူချင်ဒါပေမဲ့သူ့ကိုဖြတ်နေတာ ာကဒါသူ့ရဲ့အဟိုခြေစွမ်းဆိုတာနဲ့သူ့ရဲ့ဒါလောက်ခလာစားအကြီးကြီးဖြတ်နေလို့ပြောလို့ရတယ်မှာဘာတော့ဘာဒီဘလူဖြစ်မလဲတော့ဒါကျွန်တော်အယူကလေးကလမ်းပြောင်းနေတယ်လို့ပြောလို့ရတယ်အခုလက်ရှိမှာဒါကျွန်တော်အယူကလေးလမ်းပြောင်းနေကြောင့်ဘယ်အသိပြောင်းမှမသိရသေးတယ်မှာပါတယ် လက်ရှိမှာကျွန်တော် IS ကတော့သူ့လောက်ခလာဆိုတော့အင်တာမတ် short ချမယ်ဆို IS ကသူ့ကိုပြန်ခေါ်ဖို့စဉ်းစားတယ်ဒါပေမဲ့အဲ့လိုဒီလောက်ချလာချ short ချမယ်ဆိုတော့ဒါအသင်းကြီးဒရော်များလည်းခေါ်ဖို့စိတ်ဝင်စားတယ်အဲ့တော့ Frankie ကြောင့်မှဒါပြဿနာတစ်ခုရှိတာကတစ်ခုကဒါသိရတယ်မယ်အယုတ်ကလေးကဒါကျွန်တော်လောက်ခလာဆိုတာဒါအားများတယ်နောက်တစ်ခုကတော့ဒန်ဟာကြောင့်မို့လက်ရှိမှာတိုင်ပတ်နေတယ်မှာပါတယ်အဲ့တစ်ခုကြောင့်မို့လက်ရှိမှာဒါကျွန်တော်အသင်းကြီးအနေနဲ့ခေါ်ဖို့တော်တော်လေးကိုတွန်းဆုံနေတယ်လို့ပြောလို့ရမယ်တယ်မှာပါပါတယ်ထားပါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုပေါအောင်ကြည့်လို့ရပါတယ်များများလေးလက်ကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေမှာလည်း Youth Sport Media media 3 point ဆိုတော့ TV for you ရဲ့ link တွေကိုထည့်ပေးထားကြောင့်ကျွန်တော်များကကွန်ယူလို့ရပါတယ်။များများကလစ်မှာမြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ common thorn နေဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တောင်းကုန်ပြီပေါ့ဗျ။အားလုံးမကြိုတူပါနဲ့။မြန်မာလက်ကလစ်ပေးကြအောင်ဗျ။များများကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးကျွန်တော်တောင်းကုန်ပြီပေါ့ဗျ။ပေးပါဗျ။